အပြိုကြီးဖြစ်နေပဲရိုးထုတ်သွားဖို့စဉ်းစားနေတဲ့တရုတ်ဆောင်ထထထုံကဲပရိသတ်ကြီးတို့ယောက်ျားတယောက်ရှူရဲဆိုတော့ကင်ဆယ်မဲတခုနှက်ရတယ်လို့မျိုးဆိုတဲ့အတိုင်းထထထုံကတော့ဒီကင်ဆယ်မဲကြီးကိုနိုင်ဖို့ရေးအတော်ကုန်မှစိတ်ကုန်နေခဲ့ပါပြီအားလုံးတည်ကြတဲ့အတိုင်းဇိုင်းမတူမွေးရမတူမိဘမတူတဲ့လူနေအောင်စိတ်တူကိုယ်တို့ဖြစ်ပြီးတော့ပေါင်းစပ်နိုင်ဖို့ဆိုတာအင်မတန်မှရှားတယ်လို့ ခုခေတ်ကြီးမှာလည်းဖောက်ပြန်မှာကိုစိတ်ပူနေရတာနဲ့တနည်းတစ်တနည်းပို့ပြီးတော့စိတ်မချမ်းမြေ့စရာတွေပဲရှိလာနေခဲ့မှာပါဒီလိုမျိုးအပူတွေအအေးတွေစုံနာပညာတွေကိုစိတ်ကုံလာခဲ့တဲ့တတ်တုံကတော့ဘသူ့ကောင်မှမရှူရရင်နေပါစေတယောက်တည်းပဲအသက်ရှင်သွားဖို့စဉ်းစားထားတယ်ဆိုတဲ့အကြောင်းမီဒီယာတို့ခုမှပြောလာခဲ့ပါတယ်တမန်ဒီနေ့ကတော့အမြဲတမ်းဆိုသလိုတက်ကြွသွက်လက်နေတတ်ပြီးတော့အရှက်ချောင်ကင်းမဲ့လို့နာမလို့မြန်မာမျိုးသမီးတွေကြားထဲမှာတော့စံနမူနာထားပြီးတူးယူစာကောင်းနေကြတာပါ ဒီလိုမျိုးဖက်ဖက်ကနေပြည့်စုံနေပါတယ်ဆိုတဲ့အမျိုးသမီးကတော့အချင်းရဲတွေအိမ်နောက်ရဲတွေကိုစိတ်ဝင်စားပြီးအခုလိုမျိုးတယောက်တည်းနေဖို့ဆုံးဖြတ်ထားခဲ့တာဆိုတော့ဘလောက်တောင်မှအချင်းရဲကိုစိတ်ကုန်နေပြီလေဆိုတာခံမှန်းလို့ရပါပြီရှင်။ဆိုတော့ပြည်သက်ကြီးရောအနေနဲ့လေကိုယ့်ရဲ့ဘေးနားမှာပျော်ရွှင်မှုမပေးနိုင်မဲစိတ်ဒုက္ခတွေပဲပေးနေမဲ့သူတယောက်ရှိမိမဲဆိုရင်ရရဲ့ကြီးလလွတ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။